အားလုံးပဲမင်္ဂလာပါရှင်မေဆူရှယ်ရီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မျှဝေပြီးမယ့်အကြောင်းအရာလေးကတော့ဒေါက်တာဖြိုတီဟာရေးသားထားသောတိမ်ငယ်စိတ်ပြိုင်ဆိုင်လူစိတ်မာမာနမနာလူစိတ်နဲ့လူချင်းတမတ်စိတ်အဲ့ဒီငါကိုဟာကိုတွင်ငင်းချမ်းမှုအတွက်အ धिक ရန်သူတွေပဲဆိုတဲ့စာစုလေးကို ပြန်လည်မျှဝေဖပြပေးသွားမှာဖြစ်ပါတယ်ရှင်လူတွေဟာဟန်ဆောင်ကောင်းကြတယ်မပြောပဲလဲပြောချင်အောင်ဆောင်နေ မတော်လဲပဲတော်ချင်းအောင်ဆောင်နေအစင်မပြေလဲပဲပြေချင်းအောင်ဆောင်နေအထူးသဖြင့်ဆိုရှယ်မီဒီယာခင်မှာပေါ့ကိုယ့်ရဲ့ lifestyle ကိုဖြစ်ဖြစ် RS ကိုဖြစ်ဖြစ်ခြားပြပြီးလူတွေပေါ်လွမ်းမွန်းနေအောင်ကြိုးစားနေတဲ့သူတွေလူတွေကို စိတ်ခွန်အားပေးနေသူတွေပညာပေးနေသူတွေပို့ဆိုတယ်အဲ့ဒီအတွက်လေနမ်းမြေတွေကြီးပတ်စံတွေရတာကိုဟန်ဆောင်ရကျိုးတော့နှစ်ပါးတယ်ဒါပေမဲ့အဆုံးတနေ့မှာတော့ ဟန်ဆောင်သားသမ ्या ညာသားသမ ्या ကပေါ်လာတက်တာပါပဲတက်တလုံးတော့ဘယ်သူမှ ဖုံးမထားနိုင်ဘူးနောက်ပြီးဆိုရှယ်မီဒီယာပေါ်ကလူတွေရဲ့အမြင်ဆိုတာအခါခက်သိမ်းအတုံးတဲ့တာတော့မဟုတ်ဘူးကိုကကျမ်းမာရေးလိုက်စားတဲ့ဆိုတဲ့ပုံရိပ်မျိုးတိဆောက်ထားပြီးမယ်တကယ်လိုက်စားတဲ့သူမဟုတ်ရင်ခံရမှာက ကိုတိုင်ပဲလीဒါကြောင့်ကိုကိုကိုအမြဲပြန်တတိပေးဖြစ်တယ်ဆိုရှယ်မီဒီယာပေါ်ကပုံရိပ်တွေတက် အပြင်ကလူအစစ်ကို ကောင်းတထက်ကောင်းအောင် ပိုတီးဆောက်ဖို့ပေါ့ဆက်ကွန်ထရိုနဲ့ပတ်သက်လာရင် ခန္ဓာကိုယ်ကညာလို့မရဘူးလူတယောက်ရဲ့ကျန်းမာရေးမှာအဓိကအကြဆုံးဟာ self control ပဲအဲ့ဒါအာမကောင်းရင်လှုပ်တင်တာမလှုပ်ဖြစ်သလိုမလှုပ်တင်တာတွေကိုမချောင်နိုင်တော့ဘူးကျန်းမာရေးနေလားဆိုတော့မဟုတ်ဘူး personal comment လို့ခေါ်တဲ့တကူရည်တည်သက်တာနာခြင်းမှလည်းလူအပ်ပြန်တာပါပဲ ကျွန်တော်ကကိုကိုကိုဘလို့စည်းကမ်းထားတယ်ကျမကကိုစိတ်ကိုဘလို့နိုင်အောင်ထိန်းနေကြိုက်တလို့ပြော ခန္ဓာကိုကိုကြီးလိုက်တာနဲ့တည်နိုင်တယ်အချိုးစားကိုကြည့်အသွေးရောင်ကိုကြည့်ကျမရေးစစ်စေးချက်ရလတွေကိုကြည့်စိတ်နေစိတ်ထားနဲ့ပတ်သက်လာရင် RS ကညာလို့မရဘူးဒီနေရာမှာသမီးစာအိမ်အောင်ရေးကိုပဲပြောတာမဟုတ်ဘူးချီးသမျှဆက်ဆံရေးအလုံးကိုခြုံငုံပြီးတော့ကြည်ဖို့ပါ အခြေရေးကံမကောင်းတာအိမ်တော်ရေးကံမကောင်းတာမိဘကံမကောင်းတာစသဖြင့်ချီကြတာကိုသို့တော်လူတော်တော်များများနဲ့အဆင်မပြေဘူးဖသူကားမှကိုနဲ့ရေရှည်မပေါင်းခြင်းဘူးခဏနေခွာပြေးသွားတာပါပဲဒီလိုဖြစ်နေရင်တော့ကိုကိုကိုပြန်ဆန်းစင်သေးပါပြီအဲ့ဒီလိုလူတွေကလည်းဘဝမှာကြုံဖူးတာပဲဘယ်တော့မှသူ့အမသူ့အလွန်ရဲ့လို့မရှိဘူးကိုကိုကိုအထင်ကြီးလို့နေမာနထောင်လွားတယ်တင်းစီးတယ် ဒါကပဲသူကို ပြန်တက်သွားတာပါ တချို့ကြလေနက်ကတိဖြစ်လွန်တာပေါ့သူနဲ့ဆိုအမြဲပူလောင်နေရတော့ဘသူမှကြကြမပေါင်းခြင်းဘူးလူအများကြိုက်လိုက်ရမေအများနဲ့တင်းမြတ်တိုင်းမှန်နေတော့မဟုတ်ပေမဲ့ရေဘူးရဆက်ဆံရေးအခြေအနေတွေဟာကိုစိတ်နေစိတ်ထားကို တပိုင်းတစလျှာပြနေပါတယ်အရေးချင်းနဲ့ပတ်သက်လာရင် အတူတူတွဲလို့ဖို့သူတွေကညာလို့မရဘူးကိုဘလောက်တော့ကြောင့် တက်ကြောင်းကတော့စာရေးတရင်ဘသူမဆိုရေးလို့ရတယ်။ရေးတဲ့အတိုင်းတကယ်ဟုတ်မဟုတ်ကသာတွဲလောက်ဖူးတဲ့သူတွေကပဲတည်တာ။ကိုလောက်ခဲ့တဲ့အလုပ်တွေမှာဘယ်လိုရလက်တွေယူနိုင်ခဲ့တယ်လဲဆိုတာကပဲတသိခံပြီးမှအဲ့ဒီရာကောင်းဆောင်တရားဖြစ်ဖို့မှာရောသက်ဆိုင်ရာနေပယ်လိုက်လွမ်းမိုးနိုင်တဲ့သူဖြစ်ဖို့မှာပါတိတ်အရေးကြီးပါတယ်စိတ်ငြိမ်းချမ်းမှုနဲ့ပတ်သက်လာရင်ကိုယ်အတွင်းစိတ်ကညာလို့မရဘူး လောင်နေတယ်ဆိုပြီးသူများကိုပြောရတာတိတ်လွဲသလိုငါကတော့လောင်မနေပါဘူးလို့ညင်ရတာလေတိတ်လွဲတယ်တကယ်တမ်းကိုအတွင်းစိတ်တွေမှာဖြစ်နေတာကတော့ကိုတိုင်းပဲသိတာပါတိတ်ငယ်စိတ်ပြိုင်ဆိုင်လူစိတ်မာမာနမနာလူစိတ်နဲ့လူချင်းတမတ်စိတ်ဒီငါးခုဟာကိုတွင်ငင်းချက်မှုအတွက်အဓိကရန်သူကြီးငါးဦးပဲအရာတွေများလေးလေးပူလောင်ရလေးလေးတယောက်ယောက်ရဲ့အောင်မြင်မှု အစင်မပြေမှုကလေးဘာမဟုတ်တဲ့အရေးသားကလေးတစ်ခု ဓာတ်ပုံကလေးတစ်ပုံကအစားကိုယ့်ရဲ့ငြိမ်ချမ်းမှုကိုဖျက်ဆီးပစ်လိုက်နိုင်တယ်။ဒါကြောင့်ကိုယ်တွင်ထဲမှာဒီ၅ရောက်ကိုရင်ဆိုင်ချိုးနိုင်ထားနိုင်မှငြိမ်ချမ်းမှုအစစ်ကိုရနိုင်မှာဖြစ်ပါတယ်။ဘသူကိုမှမညာတာတော့အကောင်းဆုံးပါပဲ။မဖြစ်မနေညာရမယ်ဆိုရင်တော့ကိုကုကိုတော့မညာပါနဲ့။ဆက်ကွန်ထိုးမကောင်းလို့မကြမ်းမမာဖြစ်တဲ့အခါစီးယုံရောင်ရမှာက ကိုပါစိတ်နေစိတ်ဓာတ်မမှန်လို့ အားအဆင်မပြေတဲ့အခါစိတ်လုံခြုံမှုတွေအထီးကျန်မှုတွေပျော်ရွှင်မှုတွေခံစားနေရမှာလေကိုယ်တိုင်ပါပဲအရေးချင်းအားနေလို့အလုံးမှာအဆင်မပြေရင်လေကိုပဲဘလို့ပဲအီချမ်းတရားဆောင်တာဆောင်တာအတွင်းထဲကရန်သူ၅ယောက်ထောင်လွှားနေလို့အမြဲစိတ်ပူလောင်နေရရင်လေဒါဟာတခြားလူမဟုတ်ဘူးကိုပဲခံစားရမှာပါပဲဒါကြောင့်အများမြင့်မှာလှဖို့ပုံရိပ်ကောင်းတိဆောက်တာတက်ကိုကိုကိုတိဆောက်ဖို့က 保卫的糍粑嘞。